မိုးသွင်းတဲ့အပိုင်းလေးတက်လာဘာလဲဟာကြည့်လိုက်ဟာမိုက်တယ်ဟာရရတယ်သူကဒီတစ်ခေါက်သူကမန်ယူရှုံးတာသူတို့ပြဿနာမရှိဘူးဘာလို့လဲဆိုတော့သူကမြန်မာသွင်းသွားတာပေါ့အဲ့တော့ပြဿနာကျွန်တော်သိတယ်အဲ့တော့သူကခွတ်လွတ်ပေးလို့ရတဲ့အနေထားမှာဖြစ်နေအငူမျိုးလုံးပြုံးမြင့်တာတွေဖြစ်ကုန်တာလေ Spice of Life အဲဒီက producer ကိုရီနဲ့လည်းခင်တယ်လေအဲအရှိရလဲကိုနေတိုးနဲ့ဒါဝါယောင်ထီးကလေးရိုက်ခဲ့တာဆိုတော့ဒီမှာလည်းခင်မင်မှုရှိရခါဒီကားလေးကိုလည်းပြီးတော့ကိုယ်တိုင်လည်းဟိုမကြည့်ရသေးတဲ့အခါကျတော့အဲ့ဒါလာကြည့်ရပါအပြင်အကျဲ့လည်းကြိုက်အဲဒါနှစ်ပတ်ပြသခွင့်ရှိရဆိုတော့ဒါကားလည်းကောင်းလို့ပေါ့နော်ပြိတ်သက်လည်းကြိုက်လို့ပေါ့နော်ဒါကတော့ပြိတ်သက်ကြိုက်တဲ့ပုံမှာအဆုံးဖြတ်ပေးသွားတယ်ပေါ့ပြိတ်သက်ကြိုက်လို့အဲနှစ်ပတ်ပြပြပြတဲ့တော့ခုံးယူပါတယ် ပြောရင်တော့မြောက်ပြောတဲ့ဖြစ်မှာပေါ့ကိုနေတို့ကတော့ကိုနေတို့ပါပဲပေါ့နော်ဟုတ်လေးစားအကြတဲ့အကိုပါပဲရမ်းတော်ပါတယ်ဟုတ်အဲအဲ့ဒီလို change ချက်တွေနဲ့အဲ့လိုပြိသက်ကိုဖန်ဆားနိုင်လို့အခုချိန်အထိအဲဒီနေရာအထိဟိုရှိနေတာလို့ကျွန်တော်နေနေမြင်နေပေါ့နော်အခုအလုပ်တစ်ခုလုပ်တဲ့နေရာမှာတည်သက်တယ်ပြီးတော့ပြိသက်ပေါ်မှာစေတနာထားတယ်အဲ့ဒီအကျိုးကျေးဇူးတွေကြောင့်အခုချိန်အထိလာလုံးဝစူပါဖြစ်နေတာပေါ့ ဒါကောင်းပါတယ်ဘာလို့ဆိုတော့အကူကအစိုးရအဖက်ဖက်ကပြည်စုံနေလို့လဲဒီလိုအောင်မြင်မှုမျိုးပိုင်ဆိုင်ထားတယ်ကျွန်တော်တို့လည်းဒါအကူကြည့်ပြီးတော့တကယ်လေးစားအားကြတဲ့အပိုင်းတွေအများကြီးပါဘူးအောင်မြင်တယ်ဆိုတဲ့ဟိုဟာအောင်မြင်တဲ့အချက်လက်တွေအများကြီးရှိနေလို့လေဟိုတစ်ခုကောင်းနှစ်ခုကောင်းနဲ့တော့ထိတ်ဆုံးမှရှိနေဖို့မလွယ်ဘူးလေအဲ့တော့အကုန်လုံးအားကြပါတယ်ဂုဏ်ယူပါတယ်ဘာဖြစ်ဖြစ်မြန်မာမြန်မာအတွက်ဂုဏ်ဆောင်ထားတယ်မြန်မာမခေဘူးဆိုတာလေးပြသွားတဲ့အတွက်ကိုယ်တွေမလုံနိုင်ဘူးလေလုံနိုင်တဲ့အတွက်ဟိုဂုဏ်လေးယူတယ်ဝမ်းလက်တာပါတယ် ကိုယ်တိုင်ကဘာဖန်ကိုအကုန်ဖန်တာဘာဖြစ်လို့လဲဆိုတော့အဲ့လိုဘောလုံးပြိတ်သက်တရားတအားကိုဟိုဖြစ်လုံးနေဆိုတော့တခါကျရင်ကျွန်တော်တို့အဲ့အဲ့အကြောင်းနဲ့ပတ်သက်ပြီးတိတ်မပြောရကြောက်တယ်လေသိလားမန်ယူဖန်ဩသူကဟိုဘက်အာဆင်နယ်အားစုံနေရပဲလေအဲ့တော့ဟိုအကုန်လုံးဖန်နေပေါ့ကွာအကုန်လုံးကြည့်တယ်အားပေးတယ်ကွာစောင့်ကြည့်နေပေါ့အဲ့အမင်းတို့ဘာအခြေအနေဘာရှိလဲဘယ်လိုကဘယ်လိုလဲအခြေစွမ်းဘယ်လိုလဲဘာညာဘောသိရမလားကိုကအတန်ကြာတရားပိတ်နေရတာကိုကိုယ်တိုင်မကြည့်ရဘူးလေကိုယ်တိုင်မကြည့်ရဘူးဆိုတော့ဟာကျန်ဘာလို့ဖြစ်သွားလို့လဲဒါနည်းနည်းဝါသနာတကယ် လုံးဝတစ်နိုင်နှစ်နိုင်အေးပြက်ခံပြီးကြည့်တဲ့တငငချင်းတွေရှိရလေမြောင်လို့ပြုတ်လုံးငါ့လောက်ကြောင်ငါနဲ့နောက်ကြနေပြီကိုကမကြည့်နိုင်ဘူးလေအဲ့လောက်ကြီးကြတော့သိရမလားအဲ့ဒါကြောင့်ပါဘလုံးမွေးရင်တိတ်မကြည့်ဖြစ်ဘူးမကြည့်ဖြစ်ဘူးအဲမကြည့်ဖြစ်ဘူးဆိုတာဒီလိုပေါ့ဟုတ်ကောအကွာနဲ့ကိုနည်းနည်းလေးရှုပ်နေတာလဲပါတယ်ပြီးတော့ကျွန်တော်အေးအေးနည်းနည်းပြက်လို့ရှိရင်လည်းနည်းနည်းဟိုယောဂါထကျင်တာလေဆိုတော့အေးအေးပြက်တဲ့ယောဂါမရဘူးဖြစ်နေအဲ့ကြောင့်ဟာမို့တက်လာလေအဲ့ဘိုးသွင်းတဲ့အပိုင်းလေးတက်လာဘာလဲဟာကြည့်လိုက်ဟာမိုက်တယ်ဟာအဲ့တော့ဘာညာဆိုမဟုတ်တိတာတော့ မြန်မာမြန်တယ်လေမြန်တယ်လေအော်တည်တည်ချင်းပါဟာကိုဘယ်လိုပြောမလဲကိုတော်မှလုံးဝ surprise ဖြစ်သွားဟာဟုတ်ရလားအော်တော့ဘာဖြစ်ဖြစ်ဒါဒီလိုနေရာမျိုးပါဆိုတော့ကိုဆိုလဲကိုကလည်းဘောလုံးသမားတယောက်ဆိုလဲကိုလည်းစိတ်ကူးရင်ပါပဲလေသိရမလားအကိုရဲ့တေးဥဆောင်ဆိုတော့တေးဥဆောင်ဆိုတော့လဟောလီယိုဘာညာဒါကိုရဲ့စိတ်ကူးတွေရရှိကြစိတ်ကူးစိတ်တန်တွေရရှိကြတော့စိတ်ကူးတဲ့အတိုင်းရောက်သွားပြီးတော့စူးစမ်းခွင့်ပြရတာပဲဒါဂုံယူမိပါတယ်ရတယ်သူကဒီတစ်ခေါက်သူကမန်ယူရှုံးတာသူတို့ပြဿနာမရှိဘူး ဘာလို့လဲဆိုတော့ तू ကမြန်မာတွင်းသွားတာပေါ့ဗျာအဲ့တော့ပြဿနာကိုကျွန်တော်သိတယ်အဲ့လောက် तू ခွတ်လွတ်ပေးလို့ရတဲ့အနေအထားမှာဖြစ်နေတယ်ဒါကြောင့်သိပြီးတော့ခိုလိုမျိုးကြီးအရန်ကြည်ကွဲဝမ်းနေတိုင်းမဟုတ်ဘူးလေကျွန်တော်မအဲလေသိတယ်တို့တို့မဟုတ်လေတစ်ဖက်ကလည်းဂုံယူဝင်ကြောက်တာရှိရတယ်တစ်ဖက်ကလည်းအားပေးရတယ်ဆိုတော့ဒီတစ်ခေါက်ကျတော့ဖဲဖြစ်တယ်လို့ခံစားရတာဟုတ်ပါတယ်ပြလေအဲကျွန်တော်ကြည့်ချက်ကလည်းငုံလို့လို့ယူလို့အငုံမျက်လုံးပြုံးမြင်တာတွေဖြစ်ကုန်တာလေဒါကတိတ်လုံးပြောရုံတော့ဘောလုံးမွှဲနေပဲတိတ်မမေးနဲ့တို့တို့ပြိတ်တဲ့တွေကျွန်တော်ကြောက်တယ် ဝမ်းနေရမှာလားဒါပေမဲ့အဲပျော်ပြီးဂုဏ်ယူနေတာများပါတယ်အဲလက်ရှိလက်တော်တော့ဒါဇလန်တွဲရိုက်ဖို့ကျွန်တော်ပြင်ဆင်နေတယ်တရက်နေ့စရင်ပေါ့ဟုတ်အဲအဲ့ဒီဟာကတော့ကျွန်တော်စုံတော့ဇလန်လေးပေါ့နော်ဒါပြိသက်ကြိုက်နှင်းသက်လို့လဲဒါအခုနှစ်ပတ်ပြုံတင်ဝင်ရသွားတယ်ခန်းဝင်ငတိုးကြီးကိုလဲအဲလာရောက်အားပေးပါအောင်လို့ကျွန်တော်လည်းဒီနေ့လာအားပေးတာဖြစ်ပါတယ်ဟုတ်